တင်ဟာတင်ပွားလေအကောင်းဆုံးပုံစံကို ရောက်ချင်ပါသလားငါဘာလို့ဒီနေရာမှာပဲရက်တက်နေရတာလဲဆိုပြီးကိုကိုကိုမေးခွန်းထုတ်ဖူးပါသလားဒီနေ့ကျွန်တော်တို့အများစုမတိလိုက်ပဲလုံးမိနေတဲ့ကျွန်တော်တို့ရဲ့အနာဂတ်နဲ့အောင်မြင်မှုတွေကိုတိတ်တဆိတ်ဖြည့်ဆည်းနေတဲ့အချင်းဆိုးငါးခုအကြောင်းပြောပြသွားချင်ပါတယ်ဒီအချင်းဆိုးတွေကဘာတွေလဲသူတို့ကိုဘလို့ရက်တက်မလဲဆိုတာကြည့်လိုက်ကြရအောင်ပထမဆုံးတစ်ခုကတော့အဆုံးမတက်နိုင်တဲ့အလုံးရှိဆိုင်ခြင်းပါ ခါနေမှလုံးမဲ့မနေ့ဖြန်မှဆမဲဆိုတဲ့အတွေးတွေဟာတင်းရဲ့အိမ်မက်တွေကိုတက်နေတဲ့ဒိတ်တဆိတ်လူသက်သမားတွေပါပဲ။တင်းအလုတ်တစ်ခုကိုရှေ့ဆိုင်လိုက်တိုင်းတင်းဟာအောင်မြင်မှုကိုရှေ့ဆိုင်လိုက်တာနဲ့အတူတူပါပဲဒါဟာအရေးကြီးတဲ့အလုတ်တွေကိုရှောင်လွဲပြီးအရေးမကြီးတဲ့အရာတွေနဲ့အချိန်ကျုံးနေတာပါ။ဒီအချင်းကတင်းရဲ့ကိုကိုကိုယုံကြည်မှုကိုလျော့နေစေပြီးငါဘာမှမပြီးမြောက်ပါလားဆိုတဲ့ခံစားချက်ကိုဖြစ်စေပါတယ်။ ဒုတိယတစ်ခုကတော့လူတိုင်းနှိပါလုံးမိနေတဲ့ကိုကိုကိုအဆုံးမြင်စကားပြောခြင်းပါ။မာကညှက်လိုက်တာငါဒါကိုမလုံးနိုင်ပါဘူး။မာကကဲမကောင်းပါဘူးဆိုတဲ့အတွေးတွေစကားလုံးတွေပါ။တင်တင်ကိုတင်ပြောတဲ့စကားလုံးတွေကတင်းရဲ့လက်တွေ့ဘဝကိုပုံဖော်ပါတယ်တင်ကိုယ်တိုင်ကတောင်တင်ကိုယ်တင်မယုံကြည်ဘူးဆိုရင်ဘသူကတင်ကိုယ်လာယုံကြည်မှလဲဒီစိတ်တောက်ဖြစ်စေတဲ့စကားလုံးတွေကတင်းရဲ့စွမ်းရည်စစ်အမှန်ကိုထုတ်သုံးခွင့်မရအောင်ပိတ်လောင်ထားသလိုပါပဲ။ နံပါတ်3ကတော့ခနဲဒိုလေခီရဲ့ဆိုရွားဆုံးအချင်းတစ်ခုပါသူများနဲ့အမြဲတမ်းနှိုင်းရှင်ခြင်းပါသူသူရဲ့စတာပေါ်ကသူငယ်ချင်းရဲ့အောင်မြင်မှုကျဲသူတပ်ပေါ်ကသူများရဲ့ပျော်ရွှင်မှုတွေနဲ့တင်းရဲ့ခင်မရနောက်ွယ်ကအစ်အမှန်ဘွားကိုနိုင်ရှင်နေတာပါ တတိယဘာလူတွေကသူတို့ရဲ့အကောင်းဆုံးခိုက်ထန်တွေကိုပဲမျှဝေကြတာပါတင်သူများရဲ့အောင်မြင်မှုနဲ့တင်းရဲ့စူးစမ်းနေရတဲ့နေ့ရက်တွေကိုနိုင်ရှင်နေတည်၍တင်ဘရောမစိတ်ကျဉ်နှမှုရမှာမဟုတ်ပါဘူးဒါဟာတင်းရဲ့ပျော်ရွှင်မှုကိုကိုးယူထားတဲ့အခြင်းအဆိုတစ်ခုပါနံပါတ်၄ကတော့ရှင်းလင်းတဲ့ရည်မှန်းချက်မရှိခြင်းပါတင်ပဒွားချင်မဲမတီးတဲ့တင်မောတစီလိုပါပဲလေတိုက်ရလွင့်နေပြီးနောက်ဆုံးတော့ပစိကဲမမကက်နိုင်ပဲဖြစ်သွားပါလိမ့်မယ် ဖြစ်တယ်လို့နေမယ်ဆိုတဲ့အတွေးကတတောင့်တတာရှိတယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့ဒါဟာတင်းရဲ့တန်ဖိုးရှိတဲ့အချိန်တွေစွမ်းအင်တွေကိုဖြုံတီးနေတာပါရီမန်းချက်မရှိရင်တင်းဟာတခြားလူတွေရဲ့ရီမန်းချက်တွေထဲမှာအသုံးချခင်ဖြစ်သွားဖို့ပဲရှိပါတယ်။နောက်ဆုံးနံပါတ်၅ကတော့ချက်ရှုံးမှာကိုတင်းလောက်ကြောက်ချင်းပါ။ဒီကြောက်တရားကြောင့်တင်းဟာအခွင့်အရေးတစ်တွေကိုလက်လွတ်ခံနေတဲ့ခွဲမယူရဘူးတင်းရဲ့ခန်ဒရပ်အဟောကနေမထွက်ရတော့ဘူး။ ဒါပေမဲ့တကယ်တမ်းမှာကြာရှုံးမှုဆိုတာအဆုံးသတ်မဟုတ်ပါဘူးဒါဟာသင်ခန်းစာယူစရာပြန်လဲပြင်ဆင်ခွင့်ရစရာခွင့်လန်းတစ်ခုပါဒါမစ조사ကြည့်ပဲနေလိုက်တာကမှတကယ်ကြာရှုံးမှုအစ်စ်အမှန်ပါကဲဒီအကျဉ်းဆုံး၅ခုတည်းကဘယ်နှခုလောက်တည်းမှာရှိနေလဲရိုးသားစွာစမ်းစစ်ကြည့်ပါအရေးကြီးတာကအမားကိုတီးဖို့ပါပဲတီးပြီဆိုရင်ပြေလို့ရပါတယ်ဒီနေ့ကစားပြီးဒီအချင်းဆိုးတွေတဲကတခုတည်းကိုပဲရွေးပါပြီးတော့ အဲ့ဒီတစ်ခုကိုပြောင်းလဲဖို့တနေ့ထန်ချပါတစ်ခုပြောင်းလဲနိုင်တာနဲ့ဂျန်နာရီကသူ့လိုလိုလိုက်လာပါလိမ့်မယ်။